အဲ့တော့ခုခုနကျွန်တော်တို့ပြောခဲ့တဲ့အခြေအနေရတော့ကြောက်ဖြူကိုကျွန်တော်တို့သိမ့်ပိုက်ပြီးတော့တရုတ်ကိုစီးရပြားပေးလာနိုင်တဲ့အနေအထားတရက်ကိုတည်ဆောက်မယ်ဆိုရင်တော့အေးအေးအတွက်ကပုံမူပြီးတော့ကောင်းမွန်တဲ့ခွင့်လန်းတယ်ဆိုလိုတာကအေးအေးနဲ့တရုတ်နဲ့စကားပြောလာနိုင်ရတဲ့အခြေအနေတွေပေါ့ဗျာကိုယ့်ဘက်ကလည်းနေမီပိုင်ဆိုင်မှုနဲ့ဒီတရုတ်ရဲ့အကျိုးစီးပွားတွေအကာအကွယ်ပေးနိုင်တာဟာ စစ်ကောင်စီမဟုတ်ဘူးအေးအေးသာဖြစ်တယ်ဆိုတာကိုအမခဏနေနေဆိုလို့ချင်းစကားပြောရဆိုရတာတွေဟာပို့ပြီးတော့ကောင်းလာနိုင်တယ်ဗမာပြည်မှာရှိနေတဲ့နော်စီးရေးအနေထားနဲ့ပတ်သက်ပြီးတော့တရုတ်အနေနဲ့အဲမျိုးတစ်ခုစဉ်းစားလာနိုင်စရာအကြောင်းရှိပါဒါကြောင့်မို့ကြောက်ဖြူနဲ့အဲဒီကြောက်ဖြူအနည်းကကျွန်တော်တို့ကျွန်တော်ဓညာဝရီရေဒါစခန်းသိမ့်ပိုက်ရေးကိုပို့ပြီးတော့လေးထားပြီးဒီဘက်ကဆောင်ရွက်လာလိမ့်မယ်လို့ကျွန်တော်ကတော့မျှော်လင့်ပါ အဲ့လိုမျောလင့်လာလို့ရှိရင်နော်အေဘော်တဲ့ရဲ့သဘောထားကလည်းတောင်းလဲလာတနည်းအားဖြင့်ပြောရလို့ရှိရင်စစ်ကောင်စီပေါ်မှာသူကပုံယုံထားတဲ့အိစရီယာသူ့အတွက်နော်အာမခံချက်မပေးနိုင်မှုဆိုတာကိုမြင်လာပါပြီနောက်တစ်ချက်ကဘာလဲဆိုတော့အခုကတေးရဲ့အောင်ဆက်ဖက်မှုတွေသလူရာကတော့လာရှုပ်ပေးလျက်တဲ့အချိန်ဒီပေါ်မှာဘီသူတွေကအတော်လေးမကြင်မနာဖြစ်ပြီးတော့ ရုပ်ကျိုးစီးပွားတွေကိုပုံကြွဖောက်ခွဲဖို့အတွက်တာဆူးနေတဲ့အနေထားနော်ရန်ကုန်ကြီးတလုံးကရှိနေပါအဲ့ဒီရန်ကုန်ကြီးဖောက်ခွဲသွားနိုင်တဲ့အနေထားကိုနော်ရုပ်အနေနဲ့လဲအဲဆိုရင်းလိမ့်မယ်လို့ကျွန်တော်ထင်ပါတယ်အဲ့တော့အဲ့ဒါနဲ့ကြောက်ဖြူဒေသရဟိုစီးရထုံးနေနိုင်မှုနဲ့ကျွန်တော်တို့အညာဒေသကပြည်သူတွေရဲ့သူ့ရဲ့ဂျင်းနံပိုင်လိုက် gas ပိုင်လိုက်တွေကို ချိန်ချောက်တဲ့လှုပ်ရှားမှုတွေပေါ်လာပြီဆိုလို့ရှိရင်ဗမာပြည်ရဲ့စည်ရေးအနေအထားနဲ့ပတ်သက်ပြီးတရုတ်ရဲ့စဉ်းစားချက်တွေကျွန်တော်တို့ကြောင်းလဲဖို့အတွက်တွန်းအားဖြစ်နေတယ်လို့ကျွန်တော်ယူဆပါတယ်။ဒါကြောင့်မို့စစ်ပွေမျိုးသိမ်းတိုက်ပွဲတွေကြောက်ဖြူကိုစည်ရေးရသိမ်းပိုက်နိုင်မှုအနေအထားကနော်ကျွန်တော်တို့ဟိုနွေဦးတော်လန်ရေးပေါ်နော်စစ်ကောင်စီပေါ်နော်ပြုတ်ရဲ့သဘောထားအပြောင်းလဲကိုဖြစ်ပေါ်စေနိုင်တဲ့အတွက် အဲ့ဒီလုပ်ငန်းကပိုအရေးကြီးတယ်လို့ကျွန်တော်မြင်တဲ့အကြောင်းကျွန်တော်ပြောချင်တယ်။ဟိုကဘာသာကြားဖြစ်တော့လေစရောက်တယ်ကနှိမ့်တာအဲ့လိုမျိုးကလမောက်ကိုယူခဲလို့ဆိုပြီးတော့လေဖိနှိပ်မှုတွေကတက်သေးကိုစရောက်တယ်ခံခဲ့ရတော့15နှစ်လုံးလုံးပါရင်ထဲမှာပြည့်နှံ့နေပြီအဲ့လိုမျိုးဆိုတော့လေဟိုယောက်ျားနဲ့လည်းအဲ့လိုမျိုးပျော်ခဲ့တဲ့အချိန်တွေတော့မှဟိုတစိတ်ထဲမှာမရှိဘူးစက်တက်ထဲကဖိနှိပ်တာတွေများပြီးတော့နှာကြီးကြက်တွေပဲရင်ထဲမှာပြည့်နေတာတက်သေးမှာစရောက်တယ်အရာခံမှုခေါ်တယ် အကလမနင်းဒီအပတ်ဖျားစာကြရလာရုတ်ကမဆိုပြီးတော့မမတ်ရရအရာကမခေါ်ခဲ့အဲ့တုန်းကလည်းစနေတယ်ပဲထင်ခဲ့တယ်အဲ့လိုမျိုးနဲ့တတ်ထဲမှာကလမကလမဆိုပြီးတော့နာမည်ကြီးပြီးပွားသွားတာပဲလူတိုင်းကနာမည်ရှိတယ်ဟိုကို့ကလမလို့ကလကလမလို့ခေါ်တော့မကြိုက်တာမဟုတ်ဘူးဒါတို့တို့ရဲ့အခေါ်အဝေါ်တွေကလူတယောက်နှိမ့်တာပါသွားတယ်နှိမ့်နဲ့စိတ်နဲ့ခေါ်တာချစ်ခင်လို့ကလမလို့ခေါ်ခင်စိတ်မဆိုးဘူးတို့မှနှိမ့်နဲ့စိတ်နဲ့ခေါ်တာဟိုကလလည်းလူပဲလေဘမလည်းလူပဲ လူချင်းချင်းကိုအသားမဲလို့ဆိုပြီးတော့နှိမ်တဲ့ပုံစံမျိုးကတယုံမှုကတော့ကိုယ်တိုင်လောက်ခဲ့တာအဲ့လိုမျိုးခေါ်ပြီးတော့တမင်တကောင်နှိမ်ပြီးတော့ပြောတာလူအုပ်တွေခြားတယ်မှာအသားမဲတာညစ်ပတ်တာလားသူတို့မှအဲ့လိုမျိုးအသားမဲညစ်ပတ်တာချိုချိုမြေချိုရည်လဲသူတို့ခေါ်လို့ရတာပဲခင်မင်ရင်းနေတယ်ဆိုလို့ရှိရင်အအမျိုးသားကိုလည်းအဲ့လိုပဲသူတို့ကလမအအောင်နဲ့ကလားအအောင်နဲ့မျိုးသားကိုအဲ့လိုမျိုးခေါ်တာအအောင်ဆိုပြီးတော့ပေါ့ကလမလင်းကလမလင်းမခေါ်တာ အဲ့အမျိုးသားကိုလဲအမျိုးသားလည်းအနေခံရတယ်ကလားကိုယူတာတော်တော်သူတို့ဘဝအတွက်ကိုဟိုတော်တော်ထူးဆန်းနေလားမသိဘူးအမဲမပေးခင်တော့သူတို့အစည်းဝေးခေါ်တာစည်းဝေးခေါ်ပြီးတော့သူတို့ကဘာပြောလဲဆိုတော့အရာရှိတွေကလေးကွက်ရှိတယ်တဲ့အဲ့ဒီလေးကွက်တဲမှာကြမ်းခိုင်ရေးပုံမှာနှိပ်ရမယ်တဲ့အဲ့ဒီကိုပဲမဲပေးရမယ်တဲ့ကြမ်းတော့မှားပြီးလဲနှိပ်လို့မရဘူးစောင်းပြီးပေးလဲမရဘူးအဲ့ပေးလို့ရှိရင်အဲ့ဒီကြမ်းတဲ့အမှတ်အကွက်ကိုနှိပ်တဲ့လူကိုမှတ်ထားမှာ ပြီးရအပြစ်ပေးမယ်တဲ့အဲ့လိုမျိုးတို့တို့ချင်းချောက်တယ်တို့တေချာပြောပြရတယ်နမူနာလည်းလုတ်ခဲ့ရတယ်အဲ့လိုမျိုးပေးချင်တာတော့အမေစုကိုမဲပေးချင်တာအဖေ့စ်ဘုတ်တော့ရင်တော့မှကိုယ့်ရဲ့အကောက်ကိုပေးထားတာဘာဒီတုံးလဲနိုင်ငံရေးအကြောင်းတုံးလားဒါမှမဟုတ်ရင်လူမှုကွန်ရက်မျက်နှာမှာကိုကဘာဒီလေးလာလဲဆိုတာတရားမှုကအဲ့လောက်ထိတောင်ချုပ်ချယ်ထားတာအဲ့ကြောင့်မို့လို့ဟိုကြီးရိုးတွေပဲတုံးခဲရတယ်ဟို နိုင်ငံရေးတောင်မကြည့်ရဘူးအဲ့ဒါအိမ်တိုင်းကိုဗာလိုက်ပြောလဲဆိုတော့အာနာသိမ့်ပြီးတော့မြဝတီတဲ့တင်နဲ့အမတီပီဖိုးကလွဲပြီးကြံတဲ့တဲ့ရင်ကြည့်ရအချုပ်တယ်ထဲမှာရဲမဲဆိုခွေးချံမယ်ခွေးချံဒီဘီတက်ထဲမှာမိုင်းရှင်းတဲ့ခွေးတွေရှိရအဲ့ဒီခွေးတွေထားတဲ့အိမ်တွေရှိရအဆောက်အဆောက်လေးတွေလောက်ထားပြီးတယ်သူတို့မှဒီဘက်တစ်ခေါင်ထားလို့ရတယ်ဟိုဘက်တစ်ခေါင်ထားလို့ရတယ်အဲ့ဒါအဲ့ဒီခွေးတွေကရှေ့တန်းထွက်နေတော့အဲ့ဒီနှစ်ချံအားနေတယ်ဆိုတော့နေပြီးတော့တိုက်ဖို့ကိုလည်း PDF တွေတောင်းနေချီပြီးတော့ လူစုထားရလို့ကြားပါတယ် PDF လူငယ်လေး PDF လူငယ်ပေါင်းများစွာတောင်းနဲ့ချီပြီးတော့လူပေါင်းပြီးစုထားရလို့ကြားပါတယ်အဲ့ဒါမှမှတခါကျွန်တော်တို့ဒီကြားတဲ့ information ကိုခံမှန်းကြည့်ရတဲ့လောက်ကတော့ကြားပြည်နယ်တွေကနေလည်းဒီနေပြည်တော်ချီတက်လာတာကိုလုပ်မယ်ဟိုရှမ်းမြောက်ကနေလည်းဆင်းလာတာမျိုးဖြစ်မယ်စကိုင်းမကွေးကလည်းဒီလိုဝင်ဆောင်တာစကိုင်းမကွေးမရရဘက်ကနေဝင်ဆောင်တာလည်းဖြစ်မယ်ဆိုတော့အကူရုံးမာတွေကနေလည်းဝင်တက်ဆောင်တာဖြစ်မယ်ဆိုတော့အဲ့လိုဆင်မြနာပေါင်းစုံကနေနေပြည်တော်ဝင်ဆောင်တာမျိုး လုပ်ဖို့ဟိုတစ်ချိန်တုန်းကတစ်ဖက်ကပြောခဲ့တဲ့လမ်းအားလုံးနေပြီးတော့သူ့ဆိုတဲ့ဟာယူဒါမြောက်ပိုင်းသုံးဘွဲ့ကဥဆောင်ပြီးတော့ဟိုဒါမျိုးမူဝါဒရေးဆွဲနေတယ်လို့ကြားတယ်အဲ့တော့ပြောရရင်တော့ရှင်းပြရင်နောက်ဆုံးသူတို့ရဲ့ဒီအဓိကထိုးစစ်ကနေပြီးတော့တဲတော့မယ်ဆိုတဲ့ဘောပါနေပြီးတော့ထိုးစစ်ကတဲတော့မယ်ဆိုတဲ့နေရာမှာဟို MNDA DNL ရဲ့လိုက်မလာဘူးခါပေါ်တော့ပြင်းဥလင်လောက်ဒီသူ့မနောက်ချလောက်ထိတောက်ထားပြီးတော့ထောင်တောက်ထောက်ထားပြီးတော့သူက PDF တွေကိုပဲလွှတ်လိုက်တာမျိုးပေါ့ဗျာရှုံးရင်လည်း PDF တွေရှုံးပေါ့နိုင်တော့လည်း PDF တွေနိုင်ပေါ့ ဒီသဘောမျိုးပေါ့ဆိုတော့ရှုံးလို့ PDF အတုံးလုံးသိမယ်ဆိုလဲသိပေါ့ဒါသူမင်းတို့ကမင်းသိကြအဲသူကတော့လောစေပြုံးနေအောင်ချုပ်ထင်ငါတို့ရသွားပြီအဲ့တော့ဒီပွဲမှာဗမာ PDF ရဲ့လူငယ်များစွာနဲ့တပ်မတော်နဲ့တိုက်ကြမယ်တိုက်ကြလို့သိကုန်ရင်ဗမာ PDF နဲ့ဗမာလူမျိုးတွေဗမာတွေပေါ့အကုန်လုံးနေထိုင်တဲ့လူကြီးရော့ကြမယ်အဲဗမာလူမျိုးသမီးတွေမျိုးသမီးတွေများလာပြီးဗမာမျိုးသားလူငယ်တွေရော့သွားမယ်ကိန်းကနေရော့လာမှာပေါ့ဆိုတော့ပြောချင်တာကတော့ဗမာဆိုတဲ့ society ရဲ့ community ပေါ့လူကြီး65ရာခိုင်နှုန်းကဗမာဖြစ်နေတာပေါ့ ဒီနိုင်ငံတိုင်းလို့65ရင်းလို့ပုံမှာဒီအုပ်စုအကုန်လုံး decrease ပေါ့ရော့ကျတော့အောင်ရီမန်ချက်တစ်ခုထားပြီးတော့ရှင်းပြရင်တော့ခဲတလုံးလေးနဲ့3လေးကောင်မကထိအောင်ပြစ်တဲ့ရီမန်ချက်မျိုးကိုမြောက်ပိုင်း3ပွဲနဲ့ဝအဖွဲရဥပောင်ရေးဆွဲနေတယ်လို့ကြားပါတယ်။ဒါကျွန်တော်တို့စစ်ပဲရကြားတဲ့သတင်းတွေပါစစ်ပဲရရရတဲ့သတင်းကြားတဲ့သတင်းတွေဟိုအစဒီအစတစတွေပေါ့ဟိုကတချောင်းတစဒီကတချောင်းတစဟိုကတစ3လေးစားလောက်ပေါင်းလိုက်တဲ့ကပေါင်းစားလိုက်တဲ့အခါမှာအစလေးထွက်လာပြီးတော့ပေါင်းလိုက်တဲ့အခါမှာကျွန်တော်သုံးသပ်လိုက်တဲ့အချက်လေးပါအဲလိုသွားတွေ့ရတယ်ဆိုတော့လက်နဲ့တွေစုဆောင်းနေလူသူစုဆောင်းနေလူတွေကို ိုးပြီးတော့ဟိုဘယ်နေရနေပဲဆက်ချောင်းဘလို့ပွင့်မယ်ဘာနဲ့ဘာတွေသုံးမယ်ဘယ်ဟာဘာဖြစ်မယ်တက်ဘက်ကပြန်ဘာတွေပြန်ခုခံနိုင်တယ်ဆိုတော့တွက်ချက်ပြီးသူတို့လေ့လာနေတယ်ဆိုတာမျိုးကြားတယ်အဲ့တော့ဘာဖြစ်ပြီးတော့နေပြီးတော့အနည်းနဲ့အမြန်ထိုးစစ်ဆင်ခံရတဲ့မျိုးမဖြစ်ဘူးလို့လည်းမပြောနိုင်ဘူးเนาะဒီအချက်လေးအားလုံးပေါင်းစပ်တဲ့အခါမဖြစ်နိုင်ပါဘူးလို့တော့အဲကျွန်တော်တို့ဒီဘက်ကတချို့လူတွေကတွေးအောင်တွေးလိမ့်မယ်။ရည်ကောင်းရည်မယ်၊လောင်အောင်လောင်လိမ့်မယ်။မဖြစ်ခဲ့ရင်တော့ဘာမှမဖြစ်ပါဘူး။ဖြစ်သွားခဲ့ရင်တော့ ဘသူမှကယ်ခြင်းမရလိုက်ဘူးဘသူမှလည်းပြင်ဆင်ခြင်းမရလိုက်ဖြစ်သွားရပါတယ်ဒါကြောင့်ရုပ်ကိစ္စတွေမဖြစ်နိုင်ဘူးဆိုလို့ရှုထောင့်ကနေစဉ်းစားမယ်အစားတကယ်ထိုးစစ်ဆင်လာခဲ့တဲ့ခါကျရင်ဘယ်ပုံစံနဲ့သွားမလဲဆိုတာမျိုးပေါ့နော်ဆိုတော့အဲ့ဒီထိုးစစ်ဟာလည်းနောက်ဆုံးထိုးစစ်ဖြစ်ပုံများတယ်ဒါပြီးရင်တော့အားလုံးပြီးပြီဆိုတဲ့သဘောမျိုးပဲတကယ်တမ်းလုံနိုင်ခဲ့ရင်ပေါ့နော်ပြီးပြီဆိုတဲ့သဘောမျိုးတော့တွေ့ရတယ်ဆိုတော့ဒါကတို့ရဲ့ပြင်ဆင်နေတဲ့ပုံစံပေါ့မဖြစ်ခဲ့ရင်တော့အားမဖြစ်ပါဘူးမဖြစ်ခဲ့ရင်ဘာမှမဖြစ်ပါဘူးဖြစ်လာခဲ့ရင်တော့အဲနေပြီးတော့မှတကယ်ကိုပဲနေပြီးတော့ပတ်လည်နာမှာပတ်လည်နာကရွာတွေမြို့တွေနားမှာတော့ ဟိုလူလူလူသေးလူသေးလောင်းနေပုံထက်ကုံရမယ်သဘောတော့ကျွန်တော်တို့မြင်ပါတယ်။ဒါဆိုဖြစ်လာခဲ့ရင်ပြောတာပါလူသေးလောင်းနေပုံထက်ကုံသဘောတော့မြင်ပါတယ်။ဒါဆိုဒါနောက်ဆုံးပွဲလို့ဖြစ်မှာပေါ့အကြီးကြီးဆောရမယ်သဘောဖြစ်နေပါတော့။ဒါဆိုဒီသဘောတော့ရှိတယ်။ယင်ဒီခဲ့နဲ့ပတ်သက်ပြီးတော့อืมတရင်ပို့လာတယ်။အောက်ခြေစစ်သားတွေကိုလည်းอืมเนาะအထက်ကအရာကြီးတွေကဟိုအရန်ကြီးပေါ့နော်ဟိုမလျော်နေတဲ့ ကိစ္စမျိုးတွေကိုမခိုင်းပါနဲ့။ဟုတ်မခိုင်းပါနဲ့ခင်ဗျားတို့လည်း KTV သွားတာလေးတွေရှော့ပါ။ကိုယ့်ရဲ့အောက်ခြေရာစစ်တီတွေကိုဒီကားသမားကြီးမုံအောင်နော်ပတ်စံဒီမရီယာတောင်းမုံအောင်မလိုမလိုညီအပ်တဲ့အရာမျိုးတွေကိုမခိုင်းပါနဲ့။ကိုကိုယ်တိုင်လည်း KTV သွားတာတွေရှော့ပါပေါ့နော်။ကားတွေကိုမစစ်ဘူးတဲ့။ဒါပေမဲ့ကားတွေအမြဲပိတ်တယ်တဲ့။အင်းဘာကြောင့်ပိတ် ပိတ်ရလဲဆိုရင်ပေါ့သူတို့ပြတဲ့စာရွက်နဲ့သူတို့ဝင်သွားတဲ့နေရာခင်ဗျားတို့အဲ့နေရာခင်ဗျားတို့သိမှာပေါ့နော်ပတ်စံပေးရပြီလေကုံပေါ်မူတည်ပြီးပတ်စံတောင်းတာတဲ့ပွေပေးအကုံရတယ်တဲ့ယထာလန်းလုံးဂျုံရေးကြတဲ့ရဲနဲ့တက်ကအဖွဲတွေကတဲ့တချို့ယထာလန်းကိုပစ်ပြီးတဲ့လမ်းမှာဘီယာဝိုင်းနဲ့အဲ့လိုထွက်တောင်းနေတဲ့အရာရှိစစ်သည်တက်မတော်အရာရှိစစ်သည်ဒီတက်မတော်ရဲ့ပုံရိပ်ပြီးလို့ရှိရင်ရဲတပ်ဖွဲ့ဝင်တွေဆိုလဲကိုယ့်ရဲ့အဖွဲ့စည်းရဲ့ပုံရိပ်ပေါ့နော်မကြဆင်းပါဒီနေ့ဗျာနော် ကြဆင်းမှနေနဲ့ KTV သွားတာလေးပါလေးလဲရှော့ကြပါเนาะဒီကိတ်ကိုကိုယ်တိုင်လာပြီးကားတွေကိုဆက်ဆေးပေးဖို့ကိုဇော်ဖုံးဟင်းကိုရင်းနှီးကိတ်ကဖိတ်ခေါ်ထားပါတယ်ကိုဇော်ဖုံးဟင်းကြီးအချက်လက်ထောက်ထားမှာပါမတိကျမသေးကြသောပြောဆိုမှုသည်ဒီပြင်တွင် လုံကြုံရေးဆောင်လောက်ကန်ဆောင်ရနေရသောလုံတုံရေးတပ်ဖွဲ့များကိုစိတ်တက်ထိခိုက်ပြပြားစေသောကြောင့်ကိုဇော်ဖုံးဟင်းကိုတိုင်ရေနီဂိတ်ကိုလာရောက်၍ကားများကိုစစ်ဆေးနိုင်ကြောင်းအေးနိုင်ကြောင်းသတင်းပေးပို့လာပါသည်အခုနမ်မခါဟုတ်သူတို့တိုက်တော့မယ် ကျွန်တော်တို့ကြိုရတယ်ဟိုကနေလောက်ကိုင်းတို့ဘာလို့ဘကနေဆင်းလာနေပါပြီဘိုးကကြီးအုပ်ပြီးတော့ကားကြီးနေလူတွေတနည်းတနည်းဟို2300အင်း2300နဲ့ပြောတာနော်အဲ့လိုတနည်းမှာနားလိုက်တနည်းမှာဆင်းလာလိုက်နေဆင်းလာနေပါပြီအင်းအဲ့ပြောတဲ့ခေါင်းရိုက်မပြတ်ဘူးဟောအဟိုးပါဘူးအင်းအာဘယ်လိုအဲ့လိုအင်းမှာများပါဘူးမဖြစ်နိုင်ပါဘူးမလုပ်နိုင်ပါဘူးဆိုပြီးတော့ဟောလုထသွားတာအင်းလုထသွားတော့ဘာဖြစ်လဲကျွန်တော်ရဲ့တက်မတော်ဂုံစိတ်ခါ ကြတယ်အဲ့တော့ကိုကျွန်တော်တို့ကမပြောရဘူးလားနေနေပါပါတော့မှာဟမ်ဟမ်ဟမ်ရကိုင်းဆိုရင်နမခန့်ကတော့ပြောတယ်တင်မောင်းဧတစီတို့ဟမ်ပြစ်ချခံရတာကလေးတွေမြင်လို့တော့မကောင်းဘူးဟမ်ဘာလို့ပဲပြောရမလဲတိုင်းစုစီဦးစီကျော်ဟာကိုကျော်ကျော်တန်းဟမ်ဟမ်ဘကျော်တို့ကဘုံဘုံမွေးသူတွေထွန်းတာရန်သူရှိရောက်ကိုဒူးတော့ပေးလိုက်ရတာလေအဲ့အဲ့ဒါတွေဘာဖြစ်လို့လဲအဲ့ဒါတွေဩကစိန်တို့ဘော တိုင်းစုဝစီယုတ်တယောက်ကိုဟုတ်လားအာမဖြစ်ပါဘူးမဖြစ်ပါဘူးနောက်ဆုံးခြေတော်မဲ့တော့ဖို့အခက်ခဲဖြစ်သွားတယ်ဘွားရောက်သွားတာလေအမပါခအဲ့ဒီကတော့ကျွန်တော်ဒီကောင်လေးလိုင်းပေါ်နေရှောက်အောင်နေတာသတင်းတွေမဟုတ်ပါဘူးဆိုပြီးတော့ဘာပေးစလိုက်ရတော့ကိုယ့်ဘက်ကအင်းဒါတော့ဟိုပြောရင်လည်းမကောင်းဆဲတဲ့လူတွေဆဲတဲ့လူတွေဆိုတော့ဖမ်းပေါ့အဲ့မှာဟိုဘာအကကြောကြီးဦးမင်းအောင်လိုင်းရောတက်ပြော်သားရဲ့တည့်ရလုံးရောဆဲဝိုင်းဆဲနေကြတာပဲဆဲနေကြတာအဲ့ဒါကြတော့ဘယ်သူမှမဖမ်းဘူ တော့ဤအနေနဲ့ကဒီအေးဒီကမမထိမ့်သိမ့်နိုင်ဘူးဆိုလို့ရှိရင်တော့ကျွန်တော်တို့ဖြစ်တကွအကျိုးနဲ့ဖြစ်ရပါလိမ့်မယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ကအဲဒါစတင်တက်ခိုက်လာပြီ။စတင်တက်ခိုက်လာပြီ။အေးကိုကျွန်တော်တို့မဖြစ်မနေမဖြစ်မနေ။อืม ဟုတ်လုံးဝလုံးဝကိုဒါဖြည့်ရှင်းမှရမယ်အနေထားမျိုးရှိတယ်ဖြည့်ရှင်းမှရတော့အဝဲနဲ့လည်းသူတို့ရရှိတာနဲ့နေရလဲဒါအကောင်းတယ်အဝဲနဲ့လမ်းပြဖြစ်ပါများလာတဲ့ခါကျတော့အထက်မှာထိခိုက်တဲ့အနေရထိခိုက်တဲ့အနေနောက်ဆုံး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 တယ်အဲ့အဝဲလမ်းပြတာကိုကျွန်တော်တို့နိုင်ငံမှာကမထိမ့်သိမ့်နိုင်ဘူးဆိုတာလည်းမရှိပါဘူးမလုပ်တာပဲတွေ့နေရတာဖြစ်တဲ့အတွက်တကယ်ကိုပေးဆက်လိုက်တဲ့တောင်းတော်သားတွေအတွက်စိတ်ထဲထဲမှချမ်းသာအောင်တွေ့ရနော်စိတ်ထဲမှချမ်းသာအောင်တွေ့ကျွန်တော်တို့လည်းကိစ္စဆိုလည်းတကယ်ကျွန်တော်စိတ်ထဲမှချမ်းသာအောင်တွေ့ရဒါပေမဲ့ဒီထိုင်းမြန်မာနယ်စပ်ကြောမှာကခင်ဗျဒီကရင်လက်နက်ကိုင်အဖွဲ့တွေကอืม ရှုပ်ထွေးတယ်ဗျကင်းလက်နှကိုင်ဖွဲ့တွေအားလုံးကလည်းအကုန်လုံးကသူကအမျိုးတွေကြီးပဲอืมဒီ KBA နဲ့ KNU ကလည်းအမျိုးတွေอืมရှုံးလာလို့ဒီ K ဒီ KBA မှာရှိတဲ့ဒီ KNU မှာရှိတဲ့ခေါင်းဆောင်ပိုင်းတွေတာသမီကိုဒီ KBA ကယူတယ်อืมအဲ့တော့ပတ်လေတွေကြီးပဲအဲ့တော့ KNU မှာရှိတဲ့လက်နှကိုင်ဖွဲ့တွေအားလုံးကသူကအမျိုးတွေကြီးပဲอืมအမျိုးတွေကြီးပဲခံလာပြီသူတို့ကအမျိုးတွေကြီးပဲအဲ့တော့ပြီးခဲ့တဲ့ရက်ကဖြစ်သွားတယ်ကျွန်တော်တို့ဒီစုံစည်းမြိုင်မှာဖြစ်ခဲ့တဲ့အခြေအနေကလည်းဆိုးတယ်ပေါ့ဗျာ အဲဒီအိမ်မှာရှိတဲ့ DGB နဲ့ပြီးရင်ကျွန်တော်တို့နေသားများအုပ်စုကလည်းအမျိုးတွေကြီးပဲအဲနေသားများအုပ်စုနဲ့တပတ်ကကျွန်တော်တို့ KNU ခေါင်းဆောင်တွေလည်းအမျိုးတွေကြီးပဲအမျိုးတွေကြီးပဲအိမ်မှာတော့ခင်ဗျဟိုဟိုကျွန်တော်တို့တိုးချုံသောဝမ်ဘလူတွေကလည်းရှိတယ်ဒီညမှာကျွန်တော်တို့ထိုင်နေမယ်တော့ထိုင်မပြောတော့တိုးချုံသောဝမ်ဘလူတွေရှိတယ်အဲကျွန်တော်တို့ဒီထိုင်းမြန်မာနယ်စပ်မှာရှိတဲ့ဒီကျွန်တော်တို့ရဲ့ဒီတက်မော့စကိုင်းနေပတ်တိုင်တော့ကျွန်တော်တို့ဒါမျက်မျက်စိကြီးကြီးနဲ့ကျွန်တော်တို့စောင့်ကြံနေတာဖြစ်သွားပြီ